ီစီစဉ်လေးကတော့တည်င်းဆောင်ပါဆိုတာတဲ့ဓနုလက်နဲ့ကန်သဘောဒီဗီအလီထဲမှာရှိနေတဲ့ဓနုအကျန်းပတ်လက်နဲ့ကန်အဖွဲကညီငယ်လေးတွေနဲ့ပတ်သက်ပြီးတော့အဓိကထားတင်ဆက်ပေးသွားချင်ပါတယ်ဒါကတော့တနူလနဲ့ကန်တဲ့ပုံ DBL အဖွဲ့ကမနေ့ကအောက်တိုဘာ23ရက်နေ့မှာပဲရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ညင်ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ညင်ညာချက်ဆိုတာတဲ့ထုတ်ပြန်ချက်လို့ဆိုရမှာဖြစ်ပြီးသူ့ရဲ့ဆရာရင်ဖြစ်ခဲ့တဲ့ TNL ရဲ့အယူအဆတွေအတိုင်းပဲရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်သွားမယ်ဆိုတဲ့ ဘောထားတွေပါတဲ့ကြေညာချက်တဆောင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီဒနုလက်နက်ကန်အဖွဲ့ DPLA DVLX ဆိုတာက NLD ရဲ့အမတ်ဟောင်းတစ်ချိန်လုံးကမွေးရေးစေဝါမှုတွေကြာခိုမှုတွေနဲ့ပြစ်မှုပေါင်းများစွာရှိတဲ့ထွန်းထွန်းနိုင်ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။2020ခုနှစ်ရွေးကောက်ပွဲကာလမှာဒီတရားမဝင်မဲမသမာမှုတွေကြောင့်အမတ်ဖြစ်မဲ့ဘဝကနေအမေးကိုရောက်သွားတဲ့ထွန်းထွန်းနိုင်က အင်ဒိုရက်ဆောက်ကြောက်ကူနဲ့ရွာငယ်ပင်တရဒေသမှာရှိနေတဲ့လူငယ်တွေကိုသွေးဆောင်ဖျားယောင်ပြီးတော့ DBLA အဖွဲ့တွေကိုထိုးတဲ့ရင် TNLA ရဲ့အသုံးချခံအဖြစ်နဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ DBLA အဖွဲ့ကို2022ခုနှစ်ဩဂတ်လ22ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခု2025ခုနှစ်ဇွန်လ21ရက်နေ့မှာတော့ DBLA ရဲ့တန်နန်းဆင်းထားတဲ့အပတ်စဉ်ကအပတ်စဉ်6တိရှိသွားပြီဖြစ်ပါတယ်။ DBLA ရဲ့ဖွဲ့စည်းပုံထဲမှာတော့ဒီမိန်ကလေးက30ရာခိုင်နှုန်းပါဝင်ပြီး ကျန်တဲ့80ရာခိုင်နှုန်းကတော့တလူတိုင်ရင်သားညီငယ်လေးတွေကိုအသုံးချထားတာပဲဖြစ်ပါတယ်။ DBLA ဘွဲကိုပလောင်လက်နက်ကန်တပုံ DNLA ကအသုံးချပြီးတော့တီဘောကြောင့်မင်းနဲ့နောင်ချိုတောင်ခတ်တိုက်ပွဲတွေအထိအသုံးပြုခဲ့တာဖြစ်ပါတယ်။ပလောင်လက်နက်ကန်တပုံ DNLA ကတနူးလက်နက်ကန်အဖွဲ့သားမက BBLA PLA နဲ့ကြောက်စင်နကန်နေ PDF နဲ့သို့သူရသောဦးဆောင်နဲ့မိုးကုံမှာကြောက်ခိုးထုတ်နေတဲ့မန္တလေး PDF တွေကိုလည်းလက်နက်တပ်ဆင်ပေးခဲ့တဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ဆိုတော့ပလောင်လက်နက်ကန်တပုံ DNA တွေကဒီလိုမျိုးမြမပြည်ထဲမှာရှိတဲ့စစ်သွေးကြွတွေနှောင်းရုံဆောင်တဲ့ NLD စစ်သွေးကြွတွေရဲ့အားကိုယူပြီးတော့အင်အားကိုတိစောက်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးဆရာတပည့်ဆက်ဆံရေးရှိလာခဲ့ပြီးတဲ့နောက် PDF တွေကိုအသုံးချပြီးအင်အားကြီးထွားလာခဲ့တယ်။အဲဒီနောက်ပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့မြို့တွေကိုတိုက်ခိုက်ခဲ့တာပါ။ဒါပေမဲ့လည်းအခုချိန်မှာတော့အရှုံးတွေနဲ့အလဲလဲအကွဲအကွဲနဲ့ကြုံတွေ့နေရပြီးတော့လက်ရှိနိုင်ငံတော်ကနေဆောင်ရွက်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုတဲ့အာဝေါ်အတိုင်းတပည့်ရင်းဖြစ်တဲ့အသုံးချကန်ထွန်းထွန်းနိုင်က ခုလိုမျိုးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စန့်ကျင်ညင်ညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီညင်ညာချက်နဲ့ပတ်သက်ပြီးတမတော်ကအေးအေးယူဆောင်ရွက်မှုတွေပြုလုပ်လာမယ်ဆိုရင်ရွာငယ်နဲ့ပင်တရာဒေသမှာရှိနေတဲ့လူငယ်တွေနောက်ပြီးတော့တင်တော်ရက်ဆောက်ကြောက်ကူမှာရှိနေတဲ့ဓနုတိုင်းရင်းသားညီငယ်လေးတွေအားလုံးရဲ့အနာဂတ်တွေပါအသုံးချခင်ပေါ်ကိုရောက်သွားကြပါလိမ့်မယ်။ ။အကြောင်းလဲဆိုရင်ထွန်းထွန်းနိုင်ဦးဆောင်တဲ့ DBLF DBLE အဖွဲ့မှာရည်ရွယ်ချက်ကတိတ်ပြီးတော့ထူးထူးခြားခြားမရှိလာပါဘူး။ရည်ရွယ်ချက်တွေဆိုတာကစာရွက်တွေပေါ်မှာဖတ်ကောင်းရေးထားတာဖြစ်ပြီးတော့ဓနုပြည်နယ်လွတ်မြောက်ရေးကိုပန်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ဖိနှိပ်ခံဆိုတဲ့ခေါင်းစဉ်တွေနဲ့လူငယ်တွေရဲ့စိတ်ကိုစစ်သွေးကြွလာအောင်စီရင်ပြီးတော့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အင်းတော့ကြောက်ကူရက်ဆောက်ဒေသမှာရှိနေတဲ့လူငယ်တွေကိုလည်းအတင်းအကျပ်မှစစ်သားဆူဆောင်းတာတွေပြုလုပ်တယ်။ နိုင်ငံရေးအရာစစ်သွေးကြွတွေကိုလည်းစုဆောင်းပြီးတော့ DPL တွေကိုဝင်ရောက်ဖို့လည်းစုဆောင်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးစုဆောင်းပြီးတဲ့နောက်နောင်ချိုတောင်ခမ်းတိုက်ပွဲမှာတွေကအလဲလဲအကွဲအကွဲဖြစ်သွားခဲ့တယ်။နောင်ချိုကနေဆစ်ရှုံးသွားတဲ့ TNL ပါဝင် DPL အဖွဲ့တွေထဲမှာလည်းလက်နက်ချတဲ့သူတွေလည်းအများကြီးရှိလာ။အလင်းဝင်လာတဲ့လူတွေလည်းအများကြီးရှိလာပါတယ်။ဆိုတော့လက်ရှိ DPL ထဲမှာရှိနေတဲ့ညီငယ်လေးတွေကိုပြစ်တာရက်ခံစကားပါကျင်တာကထွန်းထွန်းနဲ့ဥဆောင်တဲ့နိုင်ငံရေးစစ်သွေးကြွနိုင်ငံရေးရှေ့ချိန်နေပါဆောင်တဲ့လက်နက်ကိုင်လမ်းစဉ်နောက်ကိုစစ်ကူးရင်ပြီးတော့ လမ်းမကိုမရောက်ဖို့လိုအပ်ပါတယ်။ထွန်းတို့နိုင်ဦးဆောင်တဲ့ DPL အဖွဲ့မှာထားရှိတဲ့နိုင်ငံရေးအရာဖိနစ်ခံရမှုတွေ Federal Democracy တွေနဲ့ဒနုပြည်နယ်ထူထောင်ရေးဆိုတာတွေကလက်ရှိမြန်မာနိုင်ငံရေးအခွင့်အကျင်းနဲ့ဆန့်ကျင်နေပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်56ခါခွဲမှာထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ ရွာငယ်နဲ့ပင်တရားမျိုးနဲ့နှမျိုးနယ်ကိုပေါင်းပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ပေးထားပြီးဖြစ်တဲ့အတွက်ဒနုပြည်နယ်အနေနဲ့ထပ်မံဖွဲ့စည်းဖို့ဆိုတာမလိုအပ်တယ်လို့အဖိနှိတ်ခံဘဝတွေနဲ့ဒီဒေသတွင်းမှာရှိနေတဲ့ဒေသတွင်းတိုင်းရင်းသားတွေနဲ့တခြားဒေသကလာတဲ့တိုင်းရင်းသားတွေကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်ကင်ခဲ့တဲ့လမ်းစဉ်လက်နက်ကင်ခဲ့တဲ့လမ်းကြောင်းမှုကိုတက်ခဲ့တာကအစအမှားနေပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီထွန်းထွန်းနိုင်ကတစ်ချိန်လုံးက NLD ရဲ့အမတ်ဖြစ်ခဲ့တဲ့အမတ်လောင်းဖြစ်ခဲ့တဲ့ 2020ရွေးကောက်ပွဲကာလမှာမဲမတမမှုတွေကြောင့်လမ်းဘေးရောက်သွားတဲ့ထွန်းထွန်းနိုင်ငံက DNLA ရဲ့အားကိုယူပြီးတော့ဒီဒေတာတွေမှာရှိနေတဲ့ညီငယ်လေးတွေကိုအသုံးချခဲ့တယ်။ DBLA ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်။ဒီလို DBLA ကိုဖွဲ့စည်းခဲ့တဲ့အတွက်တမ်းတော်ရဲ့တမ်းမြန်ထိုးစစ်တွေအတွင်းမှာ DBLA မှာရှိနေတဲ့ဒနုညီလေးတွေဒနုတိုင်းရင်းသားညီလေးတွေအများကြီးထိခိုက်တိဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်။ဒီလိုမျိုးထွန်းထွန်းနိုင်ငံရဲ့စိတ်ကူးယဉ်မှုတွေပလောင်လက်နက်ကန်သဘောင် DNLA ကမိုင်းကျုပ်ကြားတာဖုံးကျော်တာကူးလန်တာအိုက်ပေါင်းတို့ရဲ့စိတ်ကူးယဉ်မှုတွေကိုဘာကြောင့်အသုံးချခံနေလဲဆက်ရှိနေမှာလဲ။ DBL ဖွဲ့စည်းခဲ့တဲ့2022ခုနှစ်ဩဂတ်လ22ရက်နေ့ကနေစပြီးတော့ဒီနေ့ဒီအချိန်အထိ DBL ရဲ့ဖွဲ့စည်းပုံအနေနဲ့ DBL ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကပါမြတ်တက်တဲ့ကြောကြာရှိတယ်လဲဆိုထပ်ပြီးမေးရမှာပေါ့ရေကောက်ပွဲကိုစန့်ကျင်ရလောက်တဲ့အထိထွန်းထွန်းနိုင်မှာနိုင်ငံရေးဖြေခြင်းမရှိဘူးဖြစ်တယ်။ဒါကြောင့် DBL မှာရှိနေတဲ့ညီလေးတွေအနေနဲ့ထွန်းထွန်းနိုင်ရဲ့အသုံးချမှုကိုလက်မခံကြရတော့မယ့်အချိန်ရောက်လာပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ထွန်းထွန်းနိုင်ဆိုတာကပလောင်လက်နက်ကင်တကုံ DNL ရဲ့အသုံးချကံဖြစ်လာပြီးတော့ဓနုတိုင်းရင်သားညီငယ်လေးတွေကိုစီယုံပြီး ပလောင်လက်နက်ကန်တဲ့ပုံ DNL ရဲ့မြို့သိမ်းတိုက်ပွဲပေါင်းများစွာမှာအသုံးချခဲ့တယ်။ထိခိုက်မှုတွေအများကြီးရှိခဲ့တယ်၊သေဆုံးမှုတွေအများကြီးရှိခဲ့တယ်။နောင်ချိုကလည်းဆစ်ရှုံသွားတဲ့အချိန်လက်နက်ချလင်းဝင်လာတဲ့တို့ရဲ့ဒနုတိုင်းရင်သားညီလေးတွေအားလုံးနဲ့လည်းတွဲဆောင်ခွင့်ရခဲ့ပြီးတော့ညီငယ်လေးတွေရဲ့အခက်အခဲတွေနဲ့ထပ်မံပြီးတော့အလင်းဝင်ရောက်ဖို့ရှိနေသေးတဲ့ညီငယ်လေးတွေရဲ့အခက်အခဲတွေနဲ့ဒီအကျက်တဲတွေကိုလည်းနားလည်ပြီးတော့ခံစားလာခဲ့ရဆိုတော့ပလောင်လက်နက်ကန်သဘော DNL ရဲ့အသုံးချခံဖြစ်နေတဲ့ DBL လေးကအခုခါရိုမီပုံစံမျိုး ကရင်လက်နက်ကိုင်တပုံကချင်လက်နက်ကိုင်တပုံချက်ချာအကြမ်းဖက်သမားတွေရဲ့ပုံစံမျိုးနဲ့ကလင်နာကျရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူရဝယ်မှုပြုလုပ်လာတဲ့အခြေအနေကဒေသတွင်းမှာရှိနေတဲ့တနုလက်နက်ကိုင်အဖွဲ့ယူနီဖောင်းဝတ်ထားတဲ့ခက်ကြောင်ကြောင်နိုင်ငံရေးသမားရဲ့အုံချကန်အနေနဲ့ဆက်ရှိနေတာကငရေတကားကိုတွားပြီးတော့လက်လန်းနေတယ်ဆိုတဲ့ပုံစံမျိုးသဘောတက်ရောက်နေပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အခု2008ဖွဲ့စည်းပုံအခြေခံဥပဒေအရခွင့်ပြုပေးထားတဲ့ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာကဒေသတွင်းမှာရှိနေတဲ့တိုင်းရင်းသားလူငယ်လေးတွေတက် လုံလောက်နေပြီဖြစ်ပါတယ်။အငငယ်နဲ့ပင်းတရနှစ်မျိုးနဲ့ပေါင်းလို့ရှိရင်2003ခုနှစ်မတ်လအထိဒေတာတွေမှာရှိနေတဲ့လူဦးရေနဲ့တကောင်စရင်အရာနှစ်မျိုးနဲ့ပေါင်းလူဦးရေ36000ကျော်ရှိတယ်။ဒီထဲကနေမှစတက်မြောက်မှုနှုန်းကိုကြည့်မလား။နောက်အပြင်ပညာတတ်တဲ့နှုန်းအလုံးလက်မဲ့နှုန်းကိုကြည့်မလား။ဒေတာတွေမှာရှိနေတဲ့တနူးညီကလေးတွေအားလုံးကပညာတဲ့လူငယ်တွေဖြစ်ကြပါတယ်။ပင်းတရမျိုးနယ်တွေကစတက်မြောက်မှုနှုန်းကိုကြည့်ရင်လည်းတရားရဂိုင်းတော့စတက်ကြတယ်။ရွာငယ်မျိုးနယ်တွေမှာရှိတဲ့ညီငယ်လေးတွေကိုကြည့်ရင်လည်းတရားရဂိုင်းတော့စတက်ကြတယ်။ အလုံးလက်မဲ့နှုံးကိုကြည့်မယ်ဆိုရင်ရွာငံမြို့နယ်ထဲမှာ600ခန်းနှုံးပဲအလုံးလက်မဲ့ရှိပြီးတော့ပင်းတရာမြို့နယ်ထဲမှာဆိုရင်6ဘာတက်သမား100ခန်းနှုံးပဲရှိပါတယ်။အဒါအပြင်ဒီဒနုကိုပိုင်အုတ်ချုပ်ခွင့်ရဒေသအတွင်းမှာပညာရေးနဲ့ကြည့်ရင်လည်းစာသင်ကျောင်းတွေအများကြီးဖွင့်လှစ်ပေးထားတယ်။စာကြည့်တဲ့တွေအများကြီးဖွင့်လှစ်ပေးထားတယ်။မူလာတဲ့အဆင့်ကနေစပြီးတော့အထက်တန်းအဆင့်အထိစာသင်ကျောင်းတွေအများကြီးဖွင့်လှစ်ပေးထားတယ်။ပညာရေးကဏ္ဍနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတိုက်နယ်ဆေးရုံတွေရှိတယ်မြို့နယ်ဆေးရုံရှိတယ်။ ။ပါရစီလို့ခေါ်တဲ့ကျမ်းမာရေးကျေးလက်ကျမ်းမာရေးဌာနကွဲတွေအများကြီးရှိပါတယ်။ဒီကျမ်းမာရေးကဏ္ဍကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေရွာငန်ဒေသထဲမှာဒီကျေးလက်ကျမ်းမာရေးဌာနကွဲ33ခုရှိတယ်။ပင်ဒီယမြို့နယ်ထဲမှာ20ရှိတယ်။တိုင်းနယ်ဈေးရုံအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေရွာငန်ထဲမှာရောပင်ဒီယမြို့နယ်ထဲမှာရောတိုင်းနယ်ဈေးရုံ3ခုစီရှိတာကိုမြင်တွေ့ရပါတယ်။ဆိုတော့လက်ရှိဒီဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကနေဓနုပြည်နယ်တူထောင်မယ်ဆိုတော့နောက်ဆက်တွဲနောက်ပြီးတော့ဖိနစ်ခံနေရတဲ့ဆိုတော့ နိုင်ငံရေးစကလုံးတွေကတကယ်ပဲဖိနှိပ်ခံနေရသလားရွာငယ်နဲ့ပင်ဒီယားမှာရှိနေတဲ့ညီလေးတွေကိုပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ဒေသမှာစာတင်ကြားမှုမှာဖိနှိပ်ခံနေရတာရှိသလားတက္ကသိုလ်အကြောင်းတွေသွားတက်တဲ့အချိန်တောင်ညွတက္ကသိုလ်မှာသွားတက်လို့ရတယ်မိတ္တိလာမှာသွားတက်လို့ရတယ်မန္တလေးမှာသွားတက်လို့ရတယ်ပညာရေးမှာဖိနှိပ်ခံနေရသလားခရီးသွားလာတဲ့အချိန်မှာတော့ဓနုတိုင်းရင်းသားညီငယ်လေးတွေရန်ကုန်ထီလေးသွားလာလို့ရတယ်တာချီလေးထီလေးသွားလာလို့ရပြီးတော့တတ်မှတ်ထားတဲ့ပုံမှန်စီမင်းစီကန်းတွေအတိုင်း စင်ကာပူကိုသွားလို့လည်းရတယ်မလေးရှားကိုသွားလို့လည်းရတယ်ကိုရီးယားဂျပန်တွေသွားလို့ရတဲ့အခွင့်အရေးတွေနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုအပြည့်အဝရရှိထားပြီးဖြစ်ပါတယ်ဒီလိုမျိုးနိုင်ငံသားတယောက်ရဲ့အခွင့်အရေးရရှိထားတဲ့ဒုညင်ငယ်လေးတွေကိုအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးတွေကအထူးသဖြင့် DBL ကိုဥဆောင်နေတဲ့စစ်သွေးကြွမူရစ်စေဝါရောင်းချမှုတွေနဲ့ကြာခုန်မှုတွေအများကြီးရှိနေတဲ့ပြည့်မှုတွေကျွလုံနေတဲ့ထွန်းထွန်းနိုင်ငံကဥဆောင်ပြီးတော့စီယုံနေတာကဘလောက်ထိရင်နာဖို့ကောင်းပါသလဲ။ ခုထွန်းထွန်းနဲ့ဆရာတင်ထားတဲ့ TNL အဖွဲ့ဆိုတာလည်းစစ်ရှုံးပြီးတော့လွေရည်ဦးတာဖုံးကျော်တို့အားလုံးမူဆဲနိုင်ငံကနေတဆင့်ပြုံးနိုင်ငံနေဖို့စုခွာထွက်ပြေးဖို့ကြိုးစားနေကြပြီဖြစ်တယ်။ထွန်းထွန်းနိုင်ဆိုလို့ရှိရင်လည်းအခုအချိန်မှာတောင်မြင်လွတ်တဲ့ခွေးတကောင်လို့ဖြစ်နေပြီဆိုတဲ့အခြေအနေမျိုးက DBL ထဲမှာရှိနေသေးတဲ့ညီလေးတွေကပါကြောင့်ထွန်းထွန်းနိုင်ရဲ့အလို့အကျွေးကိုပြုမှာပါလေ။ထွန်းထွန်းနိုင်ပေါ်မှာကျေးဇူးခံကျေးဇူးသားရှိသလားလို့ပဲမေးရမှာဖြစ်ပါတယ်။ထွန်းထွန်းနိုင်ရဲ့နိုင်ငံရေးအရာစီရင်မှုတွေအတင်းအဓမ္မစစ်သားဆူဆောင်းမှုတွေခံနေရပြီ လက်ရှိ DBLA ထဲမှာရှိနေသေးတယ်ဆိုရင်တောင်မှဒီအမှောင်လောကကြီးအတုံးချကံဘဝကနေရုံထွက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။အရှိမလည်းဒနုတိုင်းရင်းသားညီငယ်တွေအားလုံးကတမရုံနဲ့ချိတ်ဆက်ပြီးတော့မိဘရင်ခွင်ကိုပြန်လည်ပြီးတော့ရောက်ရှိလာကြပြီဖြစ်တယ်။နောင်ချိုကိုတမရုံကတင်ပိုက်တဲ့အချိန်ကစပြီးတော့ကြောင်မဲတီဘုတ်ကိုတင်ပိုက်တဲ့အချိန်ထိအလင်းဝင်လက်နဲ့ချလာတဲ့ဒနုတိုင်းရင်းသားညီငယ်တွေအားလုံးမိဘရင်ခွင်နေစီကိုပြန်လည်ရောက်ရှိနေကြပြီဖြစ်ပါတယ်။အခု DBLA ကတင်နန်းစင်းထားတဲ့အပတ်စဉ်6ခုတည်းက ရန်ရှိနေတဲ့ညီငယ်လေးတွေထွန်းထွန်းနိုင်ရဲ့အတုံးချခံထွန်းထွန်းနိုင်ရဲ့အကျိုးစီးပွားအတွက်အကာအကွယ်ပေးပြီးတော့အပြေခံတိုက်ပွဲဝင်ဖို့လိုအပ်သလားဆိုတဲ့အခြေအနေမျိုးကိုကိုယ့်ကိုယ်ကိုစဉ်းစားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် DPL ရဲ့ဖွဲ့စည်းပုံထဲမှာထားတဲ့ရည်ရွယ်ချက်နိုင်ငံရေးခံယူချက်တွေကိုပြန်ကြည့်ရင်ဒါတွေကအခုလက်ရှိညီလေးတို့ရရှိနေတဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။ကိုကိုယ်တိုင်သာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဆရာဝန်တယောက်လည်းဖြစ်နိုင်တယ်လို့အင်ဂျင်နီယာတယောက်လည်းဖြစ်နိုင်ပါတယ်။ ဒီဒေတာတွေကကိုရိုးရဲ့ဘိုးဘွားပြည်ပြင်တွေကဖျက်ဆန်းလာပြီးတော့အင်မတန်အေးချမ်းခဲ့တဲ့ဒေတာတစ်ခုဖြစ်တယ်။ပင်းတရားနဲ့ရွာငန်ဒေတာဆိုတာကဒနုတိုင်းရင်းသားတွေတောင်ရိုးတိုင်းရင်းသားတွေနေထိုင်ပြီးတော့အေးချမ်းတည်ငြိမ်ခဲ့တဲ့ဒေတာတစ်ခုဖြစ်ပါတယ်။ထွန်းနှုတ်နယ်ဥဆောင်ခဲ့ပြီးတဲ့နောက် DBL ကိုဖွဲ့စည်းပြီးတဲ့နောက်စစ်သွေးကြွတွေကိုလက်နက်တက်ဆင်ပြီးတော့လက်နက်တက်ဆင်တာတွေနောက်ဆက်တွဲအတင်းအဓမ္မစစ်သားစုဆောင်ခဲ့ပြီးတဲ့နောက်နောင်ချိုကြောင်မဲဒေတာတွေတာမကတစ်ဖက်မှာရှိနေတဲ့အင်ဒေါ်ရက်ဆောက်ကြောက်ကုန်နဲ့ပင်းတရားရွာငန်ဒေတာတွေအထိ လက်နက်ကင်လမ်းစဉ်နောက်ကိုလိုက်လာပြီးတဲ့နောက်ဒေတာတွေတင်ကြီးအေဂျင်ကြီးလည်းပြပြလာခဲ့တာကိုအားလုံးလည်းသိရှိကြပြီးဖြစ်မှာပါဆိုတော့ပလောင်လက်နက်ကင်တပုံ DNL ကလည်းပလောင်နိုင်ငံတော်စစ်ကူးရှင်ပြီးတော့လက်နက်ကင်ခဲ့ကြတယ် NL ကအမတ်ပြုတ်ထွန်းလွန်းနိုင်ကလည်းတနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကနေတနုကိုပိုင်အုပ်ချုပ်တနုပြည်နယ်ထူထောင်မယ်ဆိုပြီးတော့ဒေတာတွေမှာရှိနေတဲ့အကျိုးစီးပွားတွေကိုလဝကြီးအုပ်ပြီးတော့ဘရင်ယူယူဖို့ထိဆောင်ရွက်လာတာကိုမြင်တွေ့ရပါတယ် တကယ်တော့ထွန်းထွန်းနိုင်ဆိုတာကနိုင်ငံရေးရေးချင်းအရာလဲဘာမှတမ်းမဝင်ပေါမဝင်တရားဖြစ်တယ်။ NLD လက်ထက်မှာခွေးကိုအင်းညစ်ဝစ်ပြီးတော့ရွက်ကောက်ဝဲဝင်ပြန်ခိုင်းရင်တော့နိုင်မယ့်အခြေအနေမျိုးမှာထွန်းထွန်းနိုင်ကအမတ်တရားဖြစ်လာတဲ့ခင်ပေါ်လို့စင်တော်ကကောက်တဲ့မဟုတ်ပဲနဲ့ခွေးတို့ဘောက်ကနေနိုင်ငံရေးလမ်းကြောင်းမှာရောက်လာတဲ့ခက်နုံနုံတလူတယောက်လည်းဖြစ်ပါတယ်။ဆိုတော့ DBLA ဆိုပြီးတော့ဓနုတိုင်းရင်းသားလွတ်မြောက်ရေးအတွက်ဆိုတဲ့ကြွေးကြော်တန်တွေကအင်မတန်ဆက်ဆုပ်ရွှန်ရှာဖွယ်ကောင်းပါတယ်။ဓနုဆိုတာကအင်မတန်ရိုးသားခဲ့တဲ့တိုင်းရင်းသားတွေဖြစ်တယ်။ဒါရင်းကိုပြန်ကြည့်ရင်လည်းတင်းကျင်အေဂျင့်ဆိုနေခဲ့တဲ့ စိုက်ပျိုးရေးကိုအခြေခံပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ရွာငံပင်တရဒေသတွေဖြစ်ပါတယ်။ဒီအခြေအနေကို DBLA ထဲမှာရှိနေတဲ့ညီငယ်လေးတွေအားလုံးလည်းသိကြတယ်။အကိုတို့ကိုယ်တိုင်လည်း DDBLA နဲ့ပတ်သက်ရင်လုံးဝဆန့်ကျင်နဲ့ကန့်ကွက်တယ်။ TNLA လိုအဖွဲ့အစည်းကိုလည်းအမျိုးပြုံအောင်တိုက်ထုတ်သွားမှာဖြစ်ပြီးတော့ TNLA ရဲ့ခိုင်းပတ် DBLA ဆိုတာကချိန်တန်ရင်မျိုးပြုံမဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒီအခြေအနေကိုကောင်းကောင်းနားလည်ဖို့လိုပါတယ်။ညီလေးတွေအနေနဲ့ DBLA ကထွန်းထွန်းနိုင်ရဲ့ပြောဆိုမှုစီးရုံးမှုတွေနဲ့ နိုင်ငံရေးစစ်သွေးကြောက်ကိုတွေးဆောင်ဖြားယောင်းမှုတွေအပေါ်မှာမျက်စိစုံမိတ်တဲ့အခြေအနေတွေတတိပြောင်းဝင်မှုလိုတဲ့အခြေအနေတွေကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ကိုယ့်ရဲ့ငယ်ရွယ်မှုနှုတ်ပြမှုရဲ့ကိုယ့်ရဲ့အနာဂတ်တွေကိုထွန်းထောင်းနိုင်အတွက်အလုံးကြီးပြုသင့်မှုလိုသလားထွန်းထောင်းနိုင်အတွက်အလုံးသွေးပြုဖို့လိုသလားဆိုတဲ့အခြေအနေမျိုးကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။ DBL တွေကိုရောက်ရှိသွားတဲ့ညီလေးတွေကိုပြန်ကြည့်ရင်အတင်းအဓမ္မစစ်သားဆူဆောင်းခံရတဲ့ညီလေးတွေရှိတယ်။ထွန်းနိုင်ရဲ့စီယုံနှုတ်ဆော်မှုတွေကြောင့်စစ်သွေးကြွတွေဖြစ်လာပြီးလက်နက်ကင်ခဲ့ကြတဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ဒီလိုမျိုးအချိန်နေနေရဲနဲ့ရောက်ရှိလာတဲ့ညီလေးတွေအားလုံးကလည်းအခုအချိန်မှာမိဘရင်ငွေကိုပြန်လဲရောက်ရှိလာကြပြီဖြစ်တဲ့အနေငယ်ကြံရှိနေတဲ့ညီလေးတွေမှာလည်းထွက်ပြေးလွတ်မြောက်ဖို့အလင်းဝင်မှုအခက်အခဲရှိနေကြသေးတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒီလိုမျိုးထွက်ပြေးလွတ်မြောက်ဖို့နဲ့အလင်းဝင်မှုမိဘရင်ငွေကိုပြန်လဲရောက်ရှိလာဖို့ကြိုးစားနေတဲ့အချိန် DBLA ထွန်းထွန်းနိုင်ကလက်ရှိဒီထဲမှာရှိနေတဲ့တပ်ဖွဲ့ဝင်ညီလေးတွေကိုအတုံးချပြီးတော့ရေကောက်ဘဲကိုစန့်ကျင်နဲ့စိန်ခေါ်ခဲ့တာကညီလေးတွေအားလုံးကိုတက်ကွင်းနဲ့ပို့လိုက်တဲ့သဘောမျိုးတက်ရောက်နေကြကိုငေါနားလေဖို့လိုပါတယ်။ ဒါကြောင့်မလို့ DBLA ရဲ့ဖွဲ့စည်းပုံနဲ့ DBLA ရဲ့ရည်ရွယ်ချက်တွေကိုထပ်ပြီးတော့ရွတ်ပြရရင်လက်ရှိဖြစ်ပေါ်နေတဲ့အခင်းအကျင်းနိုင်ငံသားတယောက်ရဲ့ရပ်ပိုင်ခွင့်နဲ့ပါရီများဆန့်ကျင်နေတယ်လဲဆိုတော့ကိုကိုရဲ့ကိုပိုင် အုံနာကိုပိုင်စဉ်းစားခွင့်နဲ့စွန်စားကြည့်ဖို့လိုပြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တနုတိုင်းရင်းသားတွေအားလုံးရဲ့နိုင်ငံရေးအခြေအကျင်းကမနှိမ်ပါဘူး။ပညာတတ်တဲ့လူငယ်တွေအများကြီးရှိကြတယ်။အလုံးလက်မဲ့နှုံးကိုပြန်ကြည့်ရင်လည်းရွာငယ်မှာကြည့်ကြည့်ပင်တရမှာကြည့်ကြည့်600ခန့်နှုံးသာအများဆုံးရှိတာကိုမြင်တွေ့ရတဲ့အတွက် နိုင်ငံရေးရည်ချိန်မနှိမ်ပါဘူးစဉ်းစားတွေးခေါ်နိုင်စံမနှိမ်ပါတာကိုလည်းမြင်တွေ့ရပါတယ်။ဒါပေမဲ့မထင်မှတ်တဲ့နိုင်ငံရေးအလွှဲအပြောင်းကြားထဲမှာထွန်းထွန်းနိုင်ငံဒီအခြေအနေကိုဥဆောင်ပြီးတော့စဉ်းစားတွေးခေါ်နိုင်စံကိုအစာအစိတ်ခတ်ဖို့ရည်ရွယ်ပြီးတော့အတင်းအဓမ္မစစ်သားစုဆောင်းနဲ့သွေးဆောင်ဖျားယောင်းတာတွေလုပ်ခဲ့ပြီးလက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ခုလက်နက်တပ်ဆင်ပေးခဲ့ပြီးတဲ့နောက်ပိုင်းတိုက်ပွဲဝင်တဲ့အကျိုးစီးပွားတွေရဲ့ရလက်အကျိုးရလက်တွေအားလုံးက DBLA ကပေးအတွက်တိုက်ပွဲဝင်ခဲ့တာတွေရဲ့ရလက်တွေကပလောင်လက်နက်ကင်စပုံ DNLA ရဲ့ ပလောင်နိုင်ငံတော်ထူထောင်ရေးစစ်ကူးရင်မှုပဲခြံဆောင်ခွေးတာတာဖြစ်နေတာကိုနားလည်ဖို့လိုပါတယ်။တနုတိုင်းရင်သားဘဝကနေတနုံနေမဖြစ်ပါစေနဲ့။ DBLA ဆိုတဲ့ဖွဲ့စည်း DBLA ကိုဖွဲ့စည်းပြီးတဲ့နောက်အယောင်တွေတင်ငေတတွေကတနုတိုင်းရင်သားတွေအားလုံးကိုကိုစားမပြုဘူးဆိုတာကိုလည်းနားလည်ဖို့လိုပြီးဖြစ်ပါတယ်။ရွာငယ်ပင်တရဒေတာသာမကအင်တော်ရက်ဆောက်ကြောက်ကူမှာရှိနေတဲ့ဒေတာရံတိုင်းရင်သားတွေအားလုံးက DBLA ကိုလည်းကိုစားမပြုဘူးဆိုတာနားလည်ဖို့လိုပါတယ်။ထုံးထုံးနိုင်ဆိုတာကလည်းတနုတိုင်းရင်သားတွေအားလုံးကိုကိုစားပြုလာအောင် နိုင်ငံရေးရည်ချင်ကိုပညာအရည်ချင်ကိုဖျက်ဆီးခဲ့တဲ့ဖျက်ဆီးမှုအလုံးကအစဉ်အမ်းမရှိတာကိုနားလည်ဖို့လိုပါတယ်။မနေ့ကအော်တိုဘာ23ရက်နေ့ထုတ်ပြန်မှုထဲမှာ1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့လူမှုကိုယ်စားလှယ်ရှမ်းပြည်နယ်ကလူမှုကိုယ်စားလှယ်နှစ်ယောက်ကိုအတုံးချပြီးတော့လူငယ်တွေကိုထပ်မံစည်းရုံးမှုစ조사ရတယ်။ပင်လုံစာချုပ်ကိုအကာအကွယ်ယူပြီးတော့နိုင်ငံရေးအမျက်ထိုးမှုစ조사ရတဲ့စကလုံးတွေကိုလည်းညင်တွေးရပြီးဖြစ်ပါတယ်။ ဒီကြညာချက်တည်းမှာပါတဲ့ဖန်ဆင်းမှုတွေဖိနှိပ်မှုတွေတရားမဝင်ချုံနောက်မှုတွေဆိုတာကထွန်းထွန်းလန့်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ထပ်တူကြနေပါတယ်။ထွန်းထွန်းနိုင်ကိုယ်တိုင်ဒီပီအလီအဖွဲ့အတွက်ညီငယ်လေးတွေကိုအတင်းအဓမ္မစစ်သားဆူဆောင်းခဲ့တယ်။ထွန်းထွန်းနိုင် NLD အမတ်အနေနဲ့ရှင်ပြိုင်မှုစ조사ခဲ့တဲ့အချိန်မှာလဲငွေကြီးနဲ့အာဏာကိုအသုံးပြုပြီးတော့ဒေတာရင်းကလူငယ်တွေကိုအများကြီးအနိုင်ကျင့်စော်ကားခဲ့တာတွေလည်းရှိတယ်။ကြာခိုမှုတွေလည်းရှိခဲ့တယ်၊လိမ်အမျက်ထုတ်မှုတွေလည်းရှိခဲ့တယ်လို့သမရဟာဥသိမ်းစိန်လက်ထက်မှာလဲတင်မူရစ်စီရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဖန်စည်းခံရကနေနေဆက်ကိုထွက်ပြေးသွားတဲ့မွေးရစေဝါရောင်းချသူတယောက်လည်းဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ငံရေးဖြတ်တန်းမှုကိုပြန်ကြည့်လိုက်လို့ရှိရင်ဘာမှအစင်တမ်းမရှိတဲ့ထွန်းထွန်းနိုင်ဦးဆောင်တဲ့ DPLA တွေကတိုင်းရင်းသားညီငယ်လေးတွေကပါကြောင့်မိဘရင်ဝင်ကိုစုံကန်ပြီးတော့အကြံပတ်သမားတွေရဲ့နေရကျန်းပတ်သမားယူနီဖောင်းအကျန်းပတ်သမားဝတ်စုံကိုဝတ်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုပါကြောင့်အတုံးချခံဘဝနဲ့လူဖြစ်ရှုံးအောင်ဆောင်ရွက်မှာပါလေဆိုတဲ့အခြေအနေမျိုးကိုစဉ်းစားတွေးတောနိုင်မှုအတွက်အတိပေးချင်တာပဲဖြစ်ပါတယ် ဒီနေရာမှာတစ်ဆက်တည်း DVL ရဲ့ဖွဲ့စည်းပုံထဲမှာရှိနေတဲ့ရည်ရွယ်ချက်ကိုတစ်ချက်လောက်ရွတ်ပြပေးချင်ပါတယ်။ DVL ရဲ့နိုင်ငံရေးရည်မှန်းချက်မှာဥတီချက်၃ချက်ရှိတာကိုတွေ့ရတယ်။အဲဒီရည်ရွယ်ချက်ဥတီချက်ကတော့ဓနုတစ်မျိုးသားလုံးနဲ့ဒေသတွင်းအတူနေညီနောင်တိုင်းရင်းသားအားလုံးအဖိနှိတ်ခံပွားမှာလွတ်မြောက်ရေး။နှိမ့်ချက်ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအမခံနိုင်တဲ့ဓနုပြည်နယ်တည်ဆောက်ရေး။သုံးအချက်ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုနိုင်ငံတည်ထောင်ရေး။ ာကဥရိကျက်၃ရက်ဖြစ်တယ်။ရည်ရွယ်ချက်ကိုပြန်ကြည့်ရင်ဓနုအမျိုးသားနေမည်နဲ့အတူနေညီနောင်အားလုံးအပါဝင်ဓနုလူလူအားလုံးကိုကောက်ွက်ဆောင်းလျှောက်ရန်ဆိုပြီးတော့ပါဝင်တယ်။ဒုတိယချက်ကစစ်အာဏာရှင်အပါဝင်မဟာလူမျိုးကြီးဘွာရနဲ့ကျင်းမြောင်သောအမျိုးသားရေးမူဝါဒကိုဆန့်ကျင်တိုက်ဖြတ်သွားရန်တတိယချက်ကဓနုတိုင်းရင်းသားလူမျိုးများစီးလုံးညီညွတ်မှုကိုအခြေခံ၍လောကပါလာတရားပုံမထွန်းကားသောလူမောင်အတိုင်းဝိုင်းကိုတိဆောက်ရန်စတုဒ္ဓချက်ကဓနုတိုင်းရင်းသားရိုးရာရှင်ကျင်းမှုနဲ့ ဓလေ့ထုံးတဲ့အစီအလာများကိုထိမ့်သိမ့်ဖော်ထုတ်ရန်ဆိုပြီးတော့ပါဝင်ထားလာပြရပါတယ်။ဒီအချက်တွေအားလုံးကိုပြန်ကြည့်ရင်ထုံးလုံးနိုင်ဥဆောင်တဲ့ DBLF DBLA ရဲ့ကြီးရွယ်ချက်တွေအားလုံးကလက်ရှိနိုင်ငံသားတွေရရှိနေတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒနုတိုင်းရင်းသားအားလုံးနဲ့ဒေသရင်းအတူတူတိုင်းရင်းသားအားလုံးအပြိနဲ့ခံပေါ်မှာလွတ်မြောက်ရေးဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးမိကုန်းပြန်ထုတ်ရရင်ဒနုတိုင်းရင်းသားညီငယ်လေးတွေပြည်နယ်မှာဖိနစ်ခံနေရတယ်လဲဆိုတော့ကိုပြန်စဉ်းစားဖို့လိုပါတယ်။ခုနအရှိမတင်ဆက်ပေးခဲ့သလိုပဲစာတင်ကြောင်းတွေကနေတက်ကွတူတွေအားလုံးကိုတွားရောက်လို့ရတယ် အတားအဆီးမရှိတက်ရောက်ပညာသင်ကြားခွင့်ရတယ်ဆိုတဲ့အခြေအနေကဖြစ်နေခံနေရတာလားဆိုတာကိုနားလည်ဖို့လိုတယ်။ဒုတိယအချက်ဖြစ်တဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုအာမခံနိုင်တဲ့ဒလူပြည်နဲ့တည်ဆောက်ရေး၂008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်56ခါဝင်းမှာပေးထားတဲ့ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုတာကဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုစနစ်ကိုတွားဖို့အတွက်ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံတဲ့နိုင်ငံရေးလမ်းစဉ်ပဲဖြစ်တယ် ဒနုပြည်နယ်ဆိုတာတဲ့ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ဖွဲ့စည်းပြီးတော့လက်ရှိရွာငယ်နဲ့ပဲရယဒေသကိုတော့အများကြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရအောင်မှာဖြစ်တယ်။ပလောင်လက်နက်ကန်တဘောင် DNL နိုင်ငံရေးရည်ချိန်နိုင်ပါစွာ19ရင်းမြစ်တလို့မျိုးဒနုပြည်နယ်ထူထောင်ရေးဆိုတာကအင်မတန်မှားယွင်းနေတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်။ဒါတွေကိုနားလည်ဖို့လိုပါတယ်။နောက်ထပ်တတိယအချက်ကတော့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Federal Democracy နိုင်ငံတည်ဆောက်ရေး ဒါကအခုလက်ရှိကျင့်သုံးနေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းရွေးကောက်ပွဲကျင်းပနေတဲ့အခြေအနေက Federal Democracy Federal Democracy ကိုသွားနေတာဖြစ်ပါတယ်။2030ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ကြတဲ့ကဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်းရွေးကောက်ခံကိုယ်စားလှယ်တွေရှိခဲ့တယ်။ဒေသရင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းရန်ပုံငွေတွေရှိခဲ့တယ်။ဘောရိုကိုတိုင်း2010-2015ခုနှစ်ဘတ်ဂျက်တွေကနေကြောက်ချောလန်းတွေလန်းတွေတရားတွေအများကြီးကိုခင်းခဲ့တယ်။ဒေသရင်းတည်ငြိမ်အေဂျင်ရေးကသာမက Federal Democracy ဆိုတဲ့ခေါင်းစဉ်နဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းချက်တင်အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းချက်တွေနဲ့အတူဒေတာရဲဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ခဲ့တယ်။2010ရွေးကောက်ပွဲမှာလည်းကိုယ်ပိုင်ဥက္ကဋ္ဌရဒေတာမှာကိုယ်စားလှယ်တွေပါဝင်ခဲ့တယ်။2015မှာလည်းရွေးကောက်ခံကိုယ်စားလှယ်တွေပါဝင်ခဲ့တယ်။2020မှာထွန်းထွန်းနိုင်တို့လိုနိုင်ငံရေးခက်ကြောင်ကြောင်ကောင်းတွေပါဝင်လာပြီးတဲ့နောက်မဲခိုးတဲ့ NLD အစိုးရလက်ထက်မှာဖွဲ့စည်းပုံပြတ်သွားတာဖြစ်တယ်။အခု2025ခုနှစ်ရွေးကောက်ပွဲကာလကနေနောက်လာမယ့်အနာဂတ်တွေမှာ Federal Democracy ကိုအခြေခံပြီးတော့ ဓနုတိုင်ရင်သားညီငယ်လေးတွေကကိုဋ္ဌေတာကိုရရဖွံ့ဖြိုးတိုးတက်ပြီးလွတ်တော်နိုင်ငံရေးကနေကိုဋ္ဌေတာဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်လို့ရတယ်ဆိုတဲ့အခြေအနေကိုနားလည်ဖို့လိုတယ်။လက်နက်ကင်လမ်းစဉ်ကနိုင်ငံကြီးအဖြစ်ရှာနေမဟုတ်ဘူးဖြစ်တယ်။လက်နက်ကင်လမ်းစဉ်ကိုလိုက်ခဲ့တဲ့ဘိုးအေကြီးတွေကီချင်လက်နက်ကင်တဘော KNY အပါဝင်ကရင်လက်နက်ကင်တဘော KNU ကိုပြန်ကြည့်ရင်88နှစ်ရှိပြီလက်နက်ကင်လမ်းစဉ်ကိုလိုက်ခဲ့ပြီးတော့ကော်သူးလေနိုင်ငံဝမ်မောင်နိုင်ငံတို့ထူထောင်မှုစိတ်ကူးရင်ခဲ့ကြတယ်။အခုအချိန်ထိဘယ်ဒေတာဘယ်နေရာကိုမှကိုယ်ဝန်အုပ်ချုပ်ခွင့်မရဘူး။ ဝမ်ပေါင်နိုင်ငံတော်ရောကော်သူးလီနိုင်ငံတော်ရောထူထောင်ခွင့်မရခဲ့တဲ့အခြေအနေကိုကောင်းအောင်နားလည်ဖို့ပြောပါရယ်။ဒါကတော့ DPL ရဲ့နိုင်ငံရေးရှိရွယ်ချက်ဖြစ်ပါတယ်။ပထမအချက်ကတနုအမျိုးသားနေပြည်တော်အတူနေညီနောင်တိုင်းရင်းသားအားလုံးအပါအဝင်တနုလူထုအားလုံးကိုကောက်ကွယ်ဆောင်ရှောက်ရယ်။ဒီအချက်ကိုပြန်ပြောရလို့ရှိရင်တနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမာရောပင်းတရမာရောနေပြည်တော်လုံခြုံရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတယ်။အင်းတို့ရဲစောက်ကြောက်ကုန်နဲ့ကလောအောင်မန်းမှာလည်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေနေပြည်တော်တိုင်းရင်းတပ်ဖွဲ့တွေရှိတယ်။ ဓနုလိုမျိုးအေဂျင့်ခဲ့တဲ့ဒေတာ1948ကစပြီးတော့နှစ်ပေါင်း80နေပါတင်းကြီးအေဂျင့်ခဲ့တဲ့ဒေတာမှာဘယ်အကျန့်ဖက်လက်နက်ကန်အဖွဲ့စည်းမှာမရှိခဲ့ပါဘူး။တနုနိုင်ရဲ့စစ်သွေးကြွမှုနဲ့သာဓနုလက်နက်ကန်အဖွဲ့စည်းဆိုတော့ပေါ်လာခဲ့ပြီးတော့တင်းကြီးအေဂျင့်ခဲ့တဲ့ဒေတာကမိဟုံတောက်ခဲ့ရတယ်။တိုက်ပွဲတွေရဲ့စစ်ပွဲတွေရဲ့တန်ကိုခံစားခဲ့ရတာဖြစ်ပါတယ်။ဒုတိယအချက်စစ်အာဏာရှင်အပါအဝင်မဟာလူမျိုးကြီးဝါဒနဲ့ကျင်းမြောင်းသောအမျိုးသားရေးမူဝါဒကိုဆန့်ကျင်တိုက်ဖြတ်ရန် စစ်အာဏာရှင်ဆိုတဲ့စကလုံးကိုသုံးပြီးတော့တနုညီလေးတွေတနုတိုင်းရင်းသားလေးတွေရဲ့နိုင်ငံရေးကိုနိုင်ငံရေးအငုံစိမ့်နဲ့နိုင်ငံရေးရေချင်နေပါမှုကိုအသုံးချပြီးတော့မဲဆွယ်စီယုံတုံ့ဆော်သွားတာကိုသာမြင်တွေ့ရပါတယ်။တနုတိုင်းရင်းသားတွေကတောင်ယိုးတိုင်းရင်းသားတွေကရှမ်းပြည်နယ်မှာရှိနေတဲ့ဒေသခံတိုင်းရင်းသားတွေအားလုံးပြည်တော်စုထဲမှာရှိနေတဲ့တိုင်းရင်းသားတွေအားလုံးမှာမဟာလူမျိုးကြီးဝါဒဆိုတာမရှိပါဘူး။ဘောရုတ်ကိုယ်တိုင်ရွာငံပင်တရဒေသမှာဘိုးဘေးပြည်ပင်တွေရှိပြီးတော့ဘောရုတ်ကိုယ်တိုင်မြန်မာပြည်အလဲပိုင်းအညာဒေသမှာကြည်ပြင်းရင်းနဲ့ နိုင်ငံတော်ကသင်ပေးတဲ့အခြေခံပညာတွေကနေစပြီးတော့တက္ကသိုလ်ပညာအထိရရှိခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘလို့မျိုးမဟာလူမျိုးကြီးမဝါရမှလည်းမရှိတယ်လို့အဖိနှိခံတဲ့ဓနုတိုင်ရင်သားတစ်ယောက်မှမရှိဘူးဖြစ်ပါတယ်။ဒီအချင်းတွေကိုဒုတိယအချင်းထပ်မံနားလည်ဖို့လိုအပ်ပါတယ်။တတိယအချက်ကတော့ဓနုတိုင်ရင်သားများအားလုံးစီလုံးညညမှုကိုအခြေခံပြီးလောကပါလာတရားပုံမထွန်းကားသောလူပေါင်းအတိုင်းဝန်တည်ဆောက်ရယ်။ဓနုတိုင်ရင်သားတွေတောင်ယိုတိုင်ရင်သားတွေဆိုတာကအင်မတန်အေးစေးပြီးတော့နေထိုင်ကအစား လူမှုပတ်ဝန်းကျင်ကအစားအေးချမ်းခဲ့တဲ့ဒေတာတစ်ခုဖြစ်တယ်။လောကပါလာတရားတွေနဲ့အညီပင်တရားရွာငံဒေတာမှာဘာသာတရားကိုအင်မတန်ကန့်ဆိုင်တဲ့လူမျိုးတွေဖြစ်တယ်။ဒီနေ့အေးချမ်းစွာနေထိုင်ခဲ့ရင်းသာမကလောကပါလာတရားတွေနဲ့အတူနှစ်ပေါင်းများစွာရှင်တွဲနေထိုင်ခဲ့ကြပြီးဖြစ်ပါတယ်။အခုချိန်မှသာထွန်းထွန်းနဲ့ဦးဆောင်ပေးတဲ့နောက် DBLA ကြောင့်လောကပါလာတရားတွေပြတ်လက်နက်တွေကင်ပြီးတော့မထင်မထင်သလိုဒေတာကတနုတိုင်ရင်သာချင်းလက်နက်အားကိုအနိုင်ကျင့်တဲ့လုပ်ငန်းတွေကိုလုပ်ကင်နေကြတာအခြေအနေကိုနားလည်လာဖို့လိုအပ်ပြီးဖြစ်ပါတယ်။ စရုဒ္ဓအချက်ဓနုတိုင်ရင်သာရိုးရာယဉ်ကျေးမှုနဲ့ဒလေ30အစင်လာများကိုထင်ထင်ဖော်ဆောင်ရင်မြန်မာပြည်မှာတိုင်ရင်သာ135မျိုးရှိတဲ့အနေနဲ့ဓနုတိုင်ရင်သားတွေနဲ့အပါအဝင်ဖြစ်ပါတယ်ဓနုတိုင်ရင်သားတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့ဒလေ30တွေအားလုံးကိုဒေတာရင်းမှာရှိနေတဲ့ရိုးရာယဉ်ကျေးမှုစောင့်ရှောက်ရေးအဖွဲ့အစည်းတွေကအမြဲတမ်းထင်ထင်သိမ့်သိမ့်နဲ့ရှိနေပါတယ်ဒနုတိုင်ရင်သားတွေရဲ့ယဉ်ကျေးမှုဒလေးထုံးစံတွေဝစ်စားဆင်ရင်မှုတွေနဲ့ဒလေးအကျင့်တွေကအစမဲ့ကွဲပြောင်းမသွားအောင်ဒေတာတွေမှာရှိနေတဲ့ လူငယ်တွေရက်မရက်ဖတွေအားလုံးကဝိုင်းဝန်းထင်းထင်းစောင့်ရှောက်နေကြတယ်ဖြစ်တယ်။လွှတ်တော်နိုင်ငံရေးအတွင်းကနေပြီးတော့လည်းဒီဓနုဒေတာအတွင်းဖွံ့ဖြိုးတိုးတက်ဖို့နောက်ပြီးတော့ဓနုတိုင်းရင်းသားတွေရဲ့ဓလိထုံးစံတွေနဲ့ရင်ကျင်းမှုအမွေအနှစ်ကိုထင်းထင်းစောင့်ရှောက်ဖို့လည်းဆောင်ရွက်သွားလို့ရတယ်။လက်နက်ကိုင်းလမ်းစဉ်တော်ထဲမှာဖြစ်တယ်လို့နေဖြစ်တယ်လို့စားပြီးတော့ဓနုပြည်နဲ့လွတ်မြောက်ရေးနဲ့ဒေတာတွင်းမှာရှိနေတဲ့ဓနုတွေရဲ့ရိုးရာအစဉ်အလာဓလိထုံးစံတွေကိုပေါ်ဆောင်မှုဆိုတာကရာဒလန်တန်တလန်ဖြစ်နေရဲဆိုတဲ့အခြေအနေကိုလည်းမြတ်ဝါထင်နဲ့မြင်တွေ့ရပြီဖြစ်ပါတယ်။ဆိုတော့ အခုလက်ရှိ ထုံထုံးနိုင်ဦးဆောင်တဲ့ DPL အဖွဲ့ထဲမှာရှိနေတဲ့ညီလေးတွေအနေနဲ့ရွတ်ပြသွားတဲ့ရည်ရွယ်ချက်ချင်းကပ်ပုံတွေကိုပြန်ကြည့်လိုက်ရည်ရွယ်ချက်ချင်းကပ်ပုံတွေကိုပြန်ကြည့်ရင်လက်ရှိရှိနေတဲ့အခင်းအကျင်းမှာလက်ရှိရှိနေတဲ့နိုင်ငံသားတယောက်ရဲ့ရပ်ပိုင်ခွင့်ကိုအားလုံးကရရှိနေကြပြီဖြစ်ပါတယ်။ဘယ်တနုတိုင်းရင်းသားမှလည်းဖိနှိပ်ခံနေရတာမရှိသလိုဘယ်တနုတိုင်းရင်းသားတွေရဲ့မျိုးရရင်ချင်းမှုအမွေနဲ့အားလုံးမှဖိနှိပ်ခံနေရတာမရှိသလိုကန့်သက်ခံနေရတာမရှိပါဘူး။ ပုံမှန်တိုင်းပဲရိုးရတလေထုံးစံနေတိုင်းဘာသာရေးအခမ်းအနားပျော်ပွဲရှင်ပွဲတွေကစပြီးတော့အတားအဆီးမရှိဆောင်ရွက်လို့ရနိုင်ပြီဖြစ်ပါတယ်၂၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်56ခါဝေးရရရှိထားတဲ့ရွာငယ်နဲ့ပင်တရဒေသနှစ်ခုလုံးဒေသတွေမှာရှိနေတဲ့ဒနုတိုင်းရင်သားတွေအားလုံးကနိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုရရှိထားပြီးဖြစ်ပါတယ်လူမျိုးရေးအရာနိုင်ငံရေးအရာဘာသာရေးအရာကန့်သက်ဖိနှိပ်နှိပ်စက်ခံနေရတာတခုမှမရှိတဲ့အတွက်ထွန်းထွန်းနိုင်ရဲ့နိုင်ငံရေးစကားလုံးတွေကိုနားယောင်ပြီးတော့ ိုင်ငံရေးအချိန်နှိမ်ပါစာနဲ့လက်နက်ကင်လမ်းစဉ်ကိုလိုက်သွားတာတွေကတနေ့မှာအတုံးချကဘဝနဲ့ညီကုန်းချုပ်ရမယ်ဆိုတာကိုနားလည်လာဖို့လိုပြီးဖြစ်ပါတယ်အခုဒီ DBL ရဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်ကက်ကွက်တဲ့ဆိုတဲ့စကားလုံးတွေရေကောက်ပွဲကိုစန့်ကျင်ပြီးတော့နိုင်ငံတော်ကိုရောနိုင်ငံသားကိုရောဓနုတိုင်းရင်သားတွေအားလုံးရဲ့မျက်နှာကိုအုံမဲ့တုပ်ဖို့ဆောင်ရွက်နေတဲ့ DBL ရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးလက်ရှိ DBL ရဲ့မှာရှိနေတဲ့ညီလေးတွေကိုအခြေအနေကိုနားလည်ကြဖို့တိုးအပ်ပြီးဖြစ်ပါတယ်ညီလေးတို့အားလုံးကနိုင်ငံရေးအချင်းမင်ပါတယ် အကြမ်းဖက်သမားတွေရဲ့ခဏတာနိုင်ငံရေးအရာသွေးထိုးလွှန့်ဆော်မှုတွေကြောင့်ပါဝင်သွားရပြီဖြစ်ပေမဲ့အခုလက်ရှိအချိန်မှာအရှိန်တွေကိုတတ်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့တက်လန်းတွေအားလုံးကိုကိုကိုတိုင်းခုစကိုကိုတိုင်းရှောက်လန်းမှုအချိန်ကြပြီဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကညီလေးတို့ရဲ့အသက်တွေခန္ဓာတွေကိုဖိနှင်ဖိနှိပ်ပြီးတော့အသုံးချပြီးတော့အကျိုးစီးပွားတွေကိုရှာနေကြတာဖြစ်ပါတယ်။အနည်းဆက်ဆုံးပြောရမယ်ဆိုရင် နောင်ချိုတောင်ခမ်းတိုက်ပွဲတစ်လျှောက်မှာ ထွန်းထွန်းနိုင်စီးယုံလာခဲ့တဲ့ DPLA အရေးအတွက်ကိုကြည့်ပြီးတော့ DPLA တက်ဖွဲ့ဝင်တွေရဲ့အရေးအတွက်နဲ့ထွန်းထွန်းနိုင်က NLA အဖွဲ့စီကအ30ထုတ်ပြီးတော့ရရှိနေတာကိုလည်းနားလည်ဖို့လိုပါတယ်ဒီလိုအားလုံးတောင်ခမ်းတိုက်ပွဲတစ်လျှောက်မှာထမင်းသိုးဟင်းသိုးစားခဲ့ရပြီးတော့မိသားစုနဲ့တွေ့ဆုံခွင့်မရမိုးလဲရှည်ထဲမှာခက်ခက်ခဲခဲရှင်တန်ဖြတ်တန်းနေရတဲ့အချိန် DPL ကောင်းဆောင်ထွန်းထွန်းနိုင်ဘလို့ဖြတ်တန်းနေတယ်လဲဆိုတော့ကိုတစ်ချက်တွေ့ကြည့်ဖို့လိုတယ်။တင်းအာရမစစ်သားစုဆောင်တဲ့အတင်းအာရမတိုက်ပွဲတွေဝင်ခိုင်းနေ အတင်းရမအသေးခံခိုင်းတဲ့အချိန်ဒီတိုက်ပွဲပေါ်ဆောင်မှုတွေကိုပလောင်လက်နက်ကန်တပုံ DNL ကသာအသုံးချနေတယ်။ပလောင်လက်နက်ကန်တပုံ DNL ကသာလက်နက်အားကိုပြီး PRB ခိုင်းစင်နေတယ်။ဓနုတိုင်းရင်းသားတွေအားလုံးဖိနှိပ်ခံနေရတဲ့အချိန် DBL ရဲ့ခေါင်းဆောင်ထွန်းထွန်းနိုင်ကဓနုတိုင်းရင်းသားတွေရဲ့ဘက်ကနေဘယ်နေရာဘယ်ပတ်ဝန်းကျင်ဘယ်လိုအချက်တွေနဲ့များယက်တည်ခဲ့တယ်လဲဆိုတဲ့အခြေအနေမျိုးကိုလည်းပြန်ပြီးတော့စဉ်းစားဖို့လိုပြီးဖြစ်ပါတယ်။ထွန်းထွန်းနိုင်ဆိုတာကဖြတ်တန်းခဲ့တဲ့နိုင်ငံရေးကိုပဲပြန်ကြည့်ကြည့် ဖြတ်တန်းခဲ့တဲ့လူနေမှုအဆင့်အတန်းနဲ့ဖြတ်တန်းခဲ့တဲ့အခြေအနေအတိတ်တွေကိုပဲပြန်ကြည့်ကြည့်ကြားစရာအခြေအနေမရှိတဲ့နိုင်ငံရေးအခြေအနေနှိမ်ပါတဲ့ဗိဉ္စာမူရစေဝါတုံးနေတဲ့ပြည်မှုတွေထင်ရှားတဲ့ကလင်နာကျနိုင်ငံရေးသမားတစ်ယောက်ဆိုတာထက်မပိုဘူးဖြစ်ပါတယ်ဒီလိုမျိုးနိုင်ငံရေးအခြေအနေနှိမ်ပါတဲ့ထွန်းထွန်းနိုင်ဦးဆောင်မှုကို DPL တပ်ဖွဲ့ဝင်တွေကဘာကြောင့်မျက်စိစုံမှိတ်ပြီးလိုက်နေကြတာလဲဆိုတာကိုလည်းနားလည်ရခက်လာပါတယ်အခုလက်ရှိ DPL ထဲမှာရှိနေတဲ့ညီလေးတွေအနေနဲ့ တန်းတော်နဲ့ချိတ်ဆက်ပြီးအလင်းဝင်သွားတဲ့တငယ်ချင်းတွေကိုကြည့်လိုက်ပါနေ့စဉ်ဖြတ်တန်းရတဲ့ပုံစံတွေနေ့စဉ်ဖြတ်တန်းရတဲ့ဖြတ်တန်းမှုတွေနဲ့ခံစားချက်တွေအထိပယ်ရှိရှိဖြတ်တန်းနေရတဲ့နေ့စဉ်ဖြတ်တန်းမှုတွေကဘလောက်တောင်ကွာဟသွားတယ်လဲဆိုတာလည်းနားလည်လာဖို့လိုပြီးဖြစ်ပါတယ်မိဘရင်ခွင်ကိုပြန်လဲရောက်ရှိလာပြီးဖြစ်တဲ့ကိုယ်ဝါဒနာပါတဲ့အလုပ်တံမွေးပညာတွေပဲဖြစ်ဖြစ်မိဘရည်ရဲ့လက်ငုတ်လက်ရင်စိုက်ပျိုးရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်ဝင်ရောက်နေထိုင်ပြီးတော့ဆောင်ရွက်လို့ပတ်စံရှာလို့ရတဲ့အချိန် DBL လေးထဲမှာကြန့်ရှိနေတဲ့ညီလေးတွေအားလုံးကတနက်ကိုဆက်လက်တိုက်ထမင်းတို့ဟင်းတို့တွေစားပြီးတော့ TNL တွေအတွက်အသုံးချကန်တိုက်ပွဲတွေဝင်ရင်တက်မလို့ထိုးစစ်တွေမှာတနစ်မဟုတ်တနစ်တေရတော့မယ်နေ့ကိုရေတွက်ရင်ကောင်းငယ်မှာပြန်နေတဲ့ drone တွေလေယာဉ်တွေကိုနားထောင်ပြီးတော့ညာလိုက်အေးပြက်နေတဲ့ဘဝတွေကိုနားလည်ကြဖို့လိုအပ်ပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ DBL လေးထဲမှာရှိနေတဲ့ညီလေးတွေထုံထုံနိုင်ဦးဆောင်နေတဲ့ဦးဆောင်မှုနောက်ကိုဆက်လိုက်မလားကိုယ့်ရဲ့အနာကကိုယ့်ရဲ့မိသားစုအတွက် ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုကိုဒေတာကိုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်မလားဆိုတာရွေးချယ်ကြဖို့မေတ္တာရက်ခံကြပါရယ်အလင်းဝင်မယ်ဆိုရင်လည်းနှိစက်ရတိုင်ရင်တက်ဖို့ရည်နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ကြပါတော့ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်သဘုံ DNL ကိုရင်လည်းဖွဲ့စည်းပုံပြက်ပြီးတော့မျိုးတုံးပြောက်ွယ်တော့မှာဖြစ်တယ်ပလောင်လက်နက်ကန်သဘုံ DNL တော့မျိုးတုံးပြောက်ွယ်တော့မှာဖြစ်တဲ့အတွက်ထုံထုံးနိုင်ကလည်းဒီကရတဲ့အကျိုးစီးပွားတွေနဲ့မိသားစုတွေခေါ်ပြီးတော့လွှဲရကြွက်ရမှာထွက်ပြေးတင်းရှောင်မှုစီစဉ်နေပြီဆိုတဲ့သတင်းတွေလည်းကြားသိနေရတယ် ဆိုတော့ဆင်းမြေပြင်မှာအသုံးချကန်ဖြစ်အသေးခံတိုက်ပွဲဝင်မှုအတွက်တန်ကြီးတွေရှိသလားလုံလောက်ရဲ့လားအကြောင်းပြချက်တွေခိုင်လုံရဲ့လားဆိုတာကိုယ့်ရဲ့မွေးရပါဆုံးဖြတ်ချက်တွေနဲ့မွေးရပါစဉ်းစားဉာဏ်စွမ်းနေနဲ့ရှင်းထိုးပြီးတော့အလင်းဝင်လာကြဖို့လေမြတ်တာရက်ခန့်ခြင်းနဲ့တိုက်တွန်းချင်ပါတယ်။ဒါကတော့အဓိကဒီစီစဉ်ကပလောင်လက်နက်ကန်တဲ့ပုံ DNA လေးအသုံးချကန်ဖြစ်နေတဲ့ DBL ထဲမှာရှိနေတဲ့ဒေတာကန်တိုင်းရင်းသားညီငယ်လေးတွေကိုဖြည့်ရည်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ DBL ရဲ့ရည်ရွယ်ချက်နိုင်ငံရေးခံရင်ချက်တွေအားလုံးက လက်ရှိရရှိပြီးသားနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနဲ့ထပ်တူကြပြီးတော့ရရှိနေတဲ့အခွင့်အရေးတွေပဲဖြစ်တယ်။စစ်ကိုရင်ပြီးတော့ဒနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာကနေဒနုပြည်နယ်ဖွဲ့စည်းမယ်ဆိုတဲ့စစ်ကိုရင်မှုကတဲတဲ့ရေတုံဖြစ်သွားတော့မယ့်အခြေအနေမှာဖြစ်ပါတယ်။ဒါတွေကိုနားလည်ဖို့လိုအပ်ပြီးဖြစ်ပါတယ်။လက်နက်ကင်လမ်းစဉ်ကအပြည့်မဟုတ်ဘူးဖြစ်ပါတယ်။စူးစမ်းကြပါကိုယ့်ရဲ့အနာဂတ်ကိုစူးစမ်းပြီးတော့လွတ်တော်နိုင်ငံရေးကနေတဆင့်ဒနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာရောင်းငယ်နဲ့ပင်းတရားကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြပါဆိုတဲ့စကားလေးပါရင်းနဲ့ DPL အဖွဲ့ရဲ့ ထွန်းတော်နိုင်ဦးဆောင်တဲ့နိုင်ငံရေးသမားကလင်နာကျနိုင်ငံရေးသမားရဲ့ကောက်ကျစ်ဆင်းလဲစွာစီယုံလှုံ့ဆော်မှုအတင်းအဓမ္မဖန်စီနှိမ့်ဆက်စစ်တင်နန်းတက်ပြီးတော့အသေးခံခိုင်းတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို